လွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်သူတို့ရှင်းပြပါတယ်။ဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအားပြီးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေတဲ့ယူကော့ပွဲကိုမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ပြဿနာတွေရဲ့ထပ်ပေါက်ဖြစ်စစ်ကောင်းဆောင်မင်းအောင်နိုင်ကပုံဖော်နေပြီးနိုင်ငံတကာတိုက်ဝန်းရဲ့ထောက်ခံမှုရရှိလာဖို့မဲဆွယ်စီုံနေပါတယ်။ ရွေးကောက်ပွဲဆိုတဲ့ဝေါ်ဝါဒဟာပြည်သူဆန္ဒခံယူခြင်းဆိုတဲ့အဓိပ္ပာယ်ပါဝင်တဲ့တွေ့မင်းအွန်လိုင်းတွေးဆုံခဲ့သမျှနိုင်ငံတကာခေါင်းဆောင်တွေကရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့မပြောဆိုကြပါဘူးနိုင်ငံတကာနိုင်ငံရဲ့ရွေးကောက်ပွဲဟာအဲ့ဒီနိုင်ငံရဲ့ပြည်တွင်းရေးသာဖြစ်လို့ကမ္ဘာနိုင်ငံတွေကစန့်ကျင်တဲ့သဘောထားမပေးကြတာဟာသဘာဝကျပါတယ်ဒီချက်ကိုအသိထားတဲ့မင်းအွန်လိုင်းဟာ၎င်းရဲ့ရွေးကောက်ပွဲစီစဉ်ကိုနိုင်ငံတကာခေါင်းဆောင်တွေကထောက်ခံကြတဲ့အချိန် ြည်ပခီးစဉ်တွေကအပြင်မှာဝါဒဖြန့်လေးရှိပါတယ်။၎င်းရဲ့ပြည်ပခီးစဉ်လို့ဆိုရမှာလဲတရုတ်ရုရှားဘယ်လာရုစ်နဲ့ခုနောက်ဆုံးကာဇက်စတန်နိုင်ငံစတဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးဖွဲ့ SCO ဖွဲ့ဝင်နိုင်ငံတွေသာဖြစ်ပါတယ်။မင်းအွန်လိုင်းစီစဉ်နေတဲ့ရုပ်ောက်ပွဲကိုထောက်ခံအားပေးနေတဲ့နိုင်ငံကောင်းဆောင်တွေထဲမှာတရုတ်သမ္မတရှီကျင်းပင် ပါဝင်ပါတယ်။မြန်မာပြည်သူတွေရဲ့ဆန္ဒရအဆိုးအသည့်တည်းရဲ့ပေါ်ပေါက်လာခြင်းက ဆေးရနာသိမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာရဲ့ထွက်ပေါက်ဖြစ်တယ်။ဒါမှမဟုတ်မင်းအောင်လှိုင်ရဲ့အာဏာသိမ်းထားမှုကိုအဆုံးသတ်ပေးမဲ့လမ်းကြောင်းဖြစ်တယ်လို့တရုတ်အစိုးရကအဓိပ္ပာယ်ဖွင့်နားလည်လက်ခံထားသလားဆိုတာတွေးဆဆင်ញင်စရာတွေရှိနေပါတယ်။အကြောင်းကတော့ပြီးခဲ့တဲ့ဩဂုတ်လကတရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့လမ်းချမ်းမဲခေါင်ပူပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင်တရုတ်အစိုးရရဲ့ထိပ်တန်းတန်တမန်တရုတ်နိုင်ငံသားရေးဝန်ကြီးဝန်ဟီဟာစစ်ကော်မရှင်ခန့်နိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံပြီး ်တူအစိုးရရဲ့မြမပြဒနာဖြေရှင်းရေးမူဝါဒ၃ရက်ကိုအတိပေးခဲ့ပါတယ်။ဒါဟာစတေဘာလာမှာကျင်းပခဲ့တဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာမရောက်နိုင်တဲ့မတွေ့ဆုံခင်တရုတ်သမ္မတရှီကျင်းမင်ကတရုတ်ရဲ့မူဝါဒကိုအတိလင်းကြိုတင်အတိပေးခဲ့ပြီးမင်းအောင်လိုင်ရဲ့လက်ခံသဘောတူညီမှုကိုကြိုတင်ရယူခဲ့တဲ့သဘောတက်ရောက်ပါတယ်။အဲ့ဒီမူဝါဒတွေကတော့တက်ဆိုင်ရာစုဖွဲ့တွေကြားမုံတရားတွေချုပ်ငင်းပြီးပြည်ရင်းငြိမ်းချမ်းရေးနဲ့ ပြည်သူစံနှုန်းနဲ့ညီမြို့သားအုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနှစ်အမျိုးသားပြန်လည်တင့်မြတ်ရေးနဲ့ကျေပြန့်တဲ့စုစည်းညီညွတ်မှုဖော်ဆောင်ရေးသုံးလူမှုသားစာတာဖြစ်ရေးတဘာဝဘေးလုံးပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေတိုးတက်ရေးစီးပွားရေးဖွံ့ဖြိုးမှုနဲ့ပြည်သူတွေရဲ့ဘဝတိုးတက်ကောင်းမွန်ရေးဆိုတဲ့အချက်တွေဖြစ်ပါတယ်ဒါပေမဲ့လည်းရွေးကောက်ပွဲကျင်းပဖို့အချိန်နှိကက်လာတာနဲ့များနိုင်ငံမှာပကတိဖြစ်ပျက်နေတဲ့အချင်းရံကတော့ ရွေးကောက်ပွဲကျင်းပလို့သူကနိုင်ငံနဲ့မဲဆန္ဒနယ်မြေတွေမှာရှိတဲ့မဲဆန္ဒရှင်ပြည်သူတွေကိုလေချောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပုံမူပြုလုပ်လာနေတာဖြစ်ပါတယ်။စစ်ကောင်းသောမရောက်နိုင်ဟာရွေးကောက်ပွဲကို၎င်းရဲ့အာဏာတည်ငြိမ်ရေးတွေအပြစ်မဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာနဲ့လောင်းကြီးထက်မဲ့လောင်းကစားပွဲတစ်ခုအတွင်ဖန်တီးနေတယ်ဆိုတာထင်ရှားလာပါတယ်။ဒီချိန်နေဟာတရုတ်စိုးရရဲ့မြမကြီးမူဝါဒ၃ရက်နဲ့ဖျောက်မြောင်ကြီးစန့်ကျင်လျက်ရှိနေပါတယ်။ 2023-2024ခုနှစ်တွေမှာအကြီးအကျယ်စစ်ရှုံးနေတဲ့အာဏာသိမ်းစစ်တပ်ကိုစစ်ရဲကူညီတွေနဲ့အဓိကကြားကန်ပေးနေပြီးရွေးကောက်ပွဲကိုထောက်ခံထားတဲ့တရုတ်အစိုးရဟာ၎င်းတို့မျှော်မှန်းတယ်လို့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကနေတဆင်ပြည်သူစံနှန်းနဲ့ညီအစိုးရတဲ့တည့်ရပေါ်လာမယ်။အဲ့ဒီကနေမှတဆင်ကျေပြန်းတဲ့အမျိုးသားပြန်လည်တည်မြဲရေးနဲ့စီးပွားရေးတည်ငြိမ်ဖွံ့ဖြိုးမှုတွေပြန်လည်ရရှိလာမယ်လို့စိတ်ကူးရင်တွက်ဆထားတယ်ဆိုတာ ၎င်းတို့ရဲ့မြမမူဝါဒ၃ချက်အရာလေ့လာတွေ့ရှိရပါတယ်။ရွေးကောက်ပွဲတည်တာလည်းလက်ရှိပြဿနာတွေကိုကြော်လွှားနိုင်မဲ့တခုတည်းသောနီးလန်းသဖွယ်တွင်တွင်ဝါဒဖြန့်နေတဲ့စစ်ကော်မရှင်ဟာပြည်နယ်တစ်ခုလုံးဒီမှာလက်လွတ်ဆုံးရှုံးထားရတဲ့ရခိုင်ဒေသရှိအရက်ပတ်ပြစ်မှတ်တွေကိုအခုရက်ပိုင်းတွင်ဇက်တိုက်ပြစ်မှတ်ထားဘုံကျဲတိုက်ခိုက်လာပါတယ်။အောင်ရခတ်တော်အေအသိမ့်ပိုက်ထိချုပ်ထားတဲ့ကြောက်တော်မြို့နယ်တဲရတပင်ကြီးရွာမှာရှိတဲ့ပညာပန်းခင်းနဲ့အမြင့်တဲ့ပုဂ္ဂလိကထက်တန်းကျောင်းတွေနဲ့အိတ်ဆောင်တွေပေါ်ကို စက်တင်ဘာလ10ရက်နေ့ညတကောင်ချိန်မှာလီတက်ကဖြစ်အားဖြင့်ပေါင်900ဘုံဒီနှလုံးကြေးချတိုက်ခတ်ခဲ့တာကြောင့်ကျောင်းသားကျောင်းသူစုစုပေါင်းရောက်20တိဆုံးရပြီးတခြားလူလားတူဩဂုတ်လကုန်ပိုင်းကလည်းရခိုင်ပြည်နယ်ရဲ့မြောက်ဦးရှေးအောင်မြို့တော်လူနေရပ်ကွက်တစ်ခုကိုတကောင်ရန်ချိန်မှာပေါင်900ဘုံဒီနှလုံးကြေးချတိုက်ခတ်ခဲ့လို့ရသားပြည်သူ12ဦးတိဆုံးခဲ့ပြီး21ဦးဒဏ်ရရှိခဲ့ပါတယ် စက်တင်ဘာလ29ရက်နေ့ညပိုင်းကလည်းနိုင်ငံရဲ့လှပဇုံငပလီကန်းကြီးတရှိရာတန်တွဲမျိုးကရတားပြည်သူတွေနေထိုင်တဲ့အမတ်၄ရက်ကွက်ကိုနှစ်ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခတ်ခဲ့တဲ့တွေ့ပြစ်မဲ့ပြည်သူတဦးသေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရှိသွားခဲ့ပါတယ်။ဒီတိုက်ခတ်မှုတွေကြောင့်စက်တင်ဘာလ29ရက်နေ့မှာအေကအရေးပေါ်ထုတ်ပြန်ချက်ထုတ်ပြန်ပြီးပြည်သူတွေကိုစစ်ရေးသတိအမြဲရှိကြဖို့အတိပေးတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ မြေပြင်တိုက်ပွဲတွေမှာအကြဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာအခုရက်တွေမှာအာရကဒေသတွင်မိမိတို့အပြည့်အဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေမှာရှိတဲ့စာသင်ကျောင်း၊ဈေးဈေးရုံစည်းကမ်းနဲ့ဘုန်းတော်ကြီးကျောင်းစသရှိတဲ့နေရာတွေအပြင်လူစုလူဝေးရှိတယ်လို့ယူဆတဲ့နေရာတွေကိုနေညာအချိန်မီွေးလေးကျောင်း၊ရေကျောင်းနဲ့တနက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့လောက်ရက်တွေကိုပုံမှန်လုဆောင်လဲရှိတယ်လို့ဖော်ပြထားပါတယ်။ တကယ်တော့စစ်ကော်မရှင်ဟာရခိုင်ပြည်နယ်သာမက၎င်းတို့လက်လွတ်ဆုံးရှုံးထားတဲ့နိုင်ငံနဲ့မှာရှိတဲ့မြို့ရွာတွေမှာရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့အလားတူလေကြောင်းတိုက်ခိုက်မှုတွေကို အခုရက်ပိုင်းလပိုင်းတွင်တိုးမြင့်လှုပ်ဆောင်နေတာပါစစ်တင်မာလာ၂၀ရက်နေ့တရက်ထဲမှာပဲမြန်မာနိုင်ငံလေပိုင်းမန္တလေးတိုင်းတွေကသပိတ်ကျင်းနဲ့စင်ကူးမြို့တွေရှိ လူနေရပ်ကွက်တွေပေါ်ကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရက်သားပြည်သူ၄ဦးသေဆုံးခဲ့ပြီး၁၂ဦးဒဏ်ရာရရှိခဲ့ပါတယ် စက်တင်ဘာလ26ရက်နေ့မှာလေဒဇယ်မြို့နယ်ကန်ထူးမကြီးရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ရမှာအရက်သားပြည်သူ10ဦးသေဆုံးခဲ့ပြီး12ဦးဒဏ်ရာရှိခဲ့ပါတယ်။အလားတူစက်တင်ဘာလ26ရက်နေ့မွန်လယ်ပိုင်းမှာတော့ကချင်ပြည်နယ်ရှိကချင်လွတ်မြောက်ရေးတပ်မတော် KIA သိမ်းပိုက်ထင်းကျုံထားတဲ့စရုံမြို့ရဲ့လူစီကားရာဈေးပေါ်ကိုဘုံကျဲချခဲ့လို့လက်တလောရရှိထားတဲ့သတင်းချက်လက်တွေအရကလင်းငယ်2ဦးပါဝင်ပြည်သူ10ဦးသေဆုံးခဲ့ပြီး ဒီဆုံးဒဏ်ရရှိမှုအရေးအတွက်ဟာပုံမူများပြလာပွဲရှိနေပါတယ်စစ်ကော်မရှင်အနေနဲ့ခုလိုလေရင်ဘုံသီးတွေကိုဖောပေါ်တည်တည်တုံးပြီးအရက်ပဲပြစ်မှတ်တွေကိုဥတီတိုက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်နိုင်တာဟာအမှတ်၂၀တေကာကွယ်ပစ္စည်းစစ်ုံကနေလေရင်ဘုံသီးအမျိုးမျိုးအမြောက်များထုတ်လုပ်နိုင်အောင်တရုတ်အစိုးရပိုင်း China South Company ကအကူအညီပေးနေတာဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာထူးကြံပေးကောင်စီ SCCM က ဇူလိုင်လ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတဲ့အစင်ခန်းစာမှာဖော်ပြထားပါတယ်။ဒါကြောင့်တရုတ်သမ္မတရှီကျင်းပင်နဲ့တရုတ်အစိုးရဟာမင်းအောင်လှိုင်ရဲ့စစ်မီးလျံကြားကရွက်ကောက်ပွဲအကြိုကာလစစ်ရာဇဝတ်မှုကျူးလွန်မှုတွေကိုတိုက်ရိုက်အားပေးအားမြောက်ပြုလုပ်နေပြီးတဟာတရုတ်မြန်မာစစ်ဆန်ရေးတမိုင်းတလျှောက်မြန်မာပြည်သူတွေပေါ်တရုတ်ကျူးလွန်တဲ့အဆိုအဆုံလုပ်ရတဲ့ခုဖြစ်တာဝန်ယူရပါလိမ့်မယ်။ဒီဖြစ်ရတွေကညွန်ပြနေတဲ့ຢာကတော့ စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲဟာဆရာနာသိမှုကြောင့်ပေါ်ပေါက်လာတဲ့နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းနိုင်မှုရည်ရွယ်တာထက်ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိတဲ့မဲဆန္ဒနယ်တွေမှာနေထိုင်ကြတဲ့ပြည်သူတွေရွေးကောက်ပွဲကို လက်ခံလာစေဖို့ဘုံကျဲတက်ဖြက်ပြနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်မရှင်ရဲ့ဒီအကြမ်းဖက်ဆေးရဲနီလန်းနဲ့ရွေးကောက်ပွဲနီလန်းပြိုင်နီးပြူဟာကနေထွက်ပေါ်လာမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်ခင်းချင်းမှာ စစ်တပ်ထိန်းချုပ်နိုင်တဲ့နေမြေနဲ့မထိန်းချုပ်နိုင်တဲ့နေမြေဆိုပြီးကွဲပြားမှုတွေပုံပုံနဲ့နဲ့ရှမ်းရှမ်းဖြစ်ပေါ်လာစေုံမှတပါတခြားရလက်ထွက်ပေါ်လာနိုင်မှာမဟုတ်ပါဘူးတနည်းအားဖြင့်လာမယ့်ရွေးကောက်ပွဲဟာစစ်တပ်နဲ့တိုင်းသားလက်နက်ကိုင်ခွဲတွေရဲ့အုပ်ချုပ်မှုပုံတံတန်းမျိုးမျိုးကွဲပြားတဲ့တနိုင်ငံစနစ်မျိုးမျိုး one country multi governance system ရှိတဲ့ပြိုကွဲတိုင်းပြည်တစ်ခုရဲ့အသွင်လက္ခဏာတွေပုံပုံနဲ့ရှမ်းစွာဖြစ်ပေါ်လာပြီး တိုင်းပြည်ပြိုကွဲရေးလမ်းကြောင်းစီကိုတွန်းပို့ပေးတဲ့အကြောင်းတရားဖြစ်လာနိုင်ပါတယ်။တော်လိုင်းအင်အားစုအသီးသီးကလည်းမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုလက်တုပ်ပြန်မယ့်အကြောင်းခုတလောကြီးညာချက်တွေထုတ်ပြန်လာကြတာကိုတွေ့မြင်နေရပါတယ်။ဩဂုတ်လ24ရက်နေ့မှာမြို့သားညီညွတ်ရေးအစိုးရ UNG ကကြီးညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးတရားမဝင်အထုရောင်ရွေးကောက်ပွဲဖြစ်ဆန့်ကျင်ကြဖို့ပြည်သူတွေကိုနှိုးဆော်ခဲ့ပါတယ်။၂၀၂၀ပြည်နှစ်ရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NND ကလည်း 2020ထွေထွေရွေးကော်ပွဲရလဒ်တီတာပြည်သူစံနှန်းနဲ့ညီတရားဝင်တရှိနေဆဲဖြစ်တယ်လို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အလားတူကချင်၊ကရင်၊ကရင်နီ၊ချင်း၊ရခိုင်ဝစတဲ့ဒိုင်းသားလက်နက်ကိုင်တော်လင်းအဖွဲ့တီတီစူမိုထင်းချုပ်ဒေသတွေမှာစစ်ကော်မရှင်ရဲ့ရွေးကော်ပွဲကျင်းပမှုကိုလက်မခံကြောင်းနဲ့ရွေးကော်ပွဲလုပ်ငန်းစဉ်တွေမှာပူပေါင်းကူညီနေသူတွေကိုရေးယူသွားမယ်ဆိုတဲ့အကြောင်းကြေညာချက်တွေထုတ်ပြန်ပြီးအသိပေးတားမြစ်လာပါတယ်။ ရွေးကောက်ပွဲကာလကိုတဖြည်းဖြည်းချင်းကပ်လာတာနဲ့မျှနိုင်ငံနဲ့မှာစစ်မီလီယံပုံမူတောက်လောင်လာမယ့်လက္ခဏာတွေကိုလည်းတွေ့မြင်နေရပါတယ်။ UNG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမိုဒီကလည်းတနိုင်ငံလုံးတိုင်းတာနဲ့ထွေထွေထိုးစစ်ဆင်နွှဲဖို့ပြင်ဆင်နေတယ်လို့လာတန်ကြကလေးကအသိပေးထားပါတယ်။အဲဒီကာလတော်တွင် ကချင်နဲ့စကိုင်းတိုင်းနယ်စပ်ရှိဗမောက်မြို့ကို MOD ရဲ့အမတ်တစ်စစ်ဒေသရဲ့တိုက်ရိုက်ဆင်ရေးကိုကယ်မှုနဲ့ သိမ်းပိုင်ထင်းချုံနိုင်ခဲ့တယ်လို့စက်တင်ဘာလ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အယူဂျီရဲ့ဗမောက်စစ်စင်ရေးအောင်မြင်မှုဟာဇူလိုင်လကတည်းကတံမြန်ထိုးစစ်တွေနဲ့ကီအန်နီနဲ့ရှမ်းမြောင် စစ်မျက်နှာတွေမှာမြို့တွေကိုပြန်လည်သိမ်းပိုင်အောင်ပွဲရနေတဲ့မင်းအောင်လိုင်းစစ်တပ်တွေစကိုင်းစစ်မျက်နှာမှာစစ်ရှုံးနေမှုဖြစ်ပါတယ်။ဗမောက်မျိုးကိုလက်လွတ်ဆုံးရှုံးခဲ့ရတာကိုကြည့်ရင် မရောက်နိုင်စစ်တဲ့ဟာနိုင်ငံနဲ့မှာတ мян ထိုးစစ်တွေကိုတပြိုင်နက်တည်းဆင်နွှဲနိုင်တဲ့စစ်အင်အားတာလုံမှုပြန်လည်ရရှိနေတဲ့အနေအထားမရှိသေးဘူးလို့သုံးသပ်နိုင်ပါတယ်။ပြည်သူတပ်ပေါင်းများစွာနဲ့လောင်းကြီးထက်မဲ့စစ်မီလီယံကြားကျင်းပမဲ့ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ရွေးကောက်ပွဲရလဒ်ကိုနိုင်ငံတကာလက်ခံလာရေးဆိုတဲ့အလွန်မသေးချာမရေရာတဲ့အခြေအနေတည်းကိုမရောက်နိုင်ရင်ဆိုင်ရနိုင်ပါတယ်။အတိတ်ကတော့မရောက်နိုင်ဟာရွေးကောက်ပွဲဆိုတဲ့ကိုယ်တိုင်ဖော်ဆက်တဲ့စေးနဲ့ အစိတ်သင့်နိုင်တဲ့အခြေအနေကိုကြုံတွေ့ရနိုင်ပါတယ်။လက်ရှိမှာတော့မင်းအောင်လိုင်ဟာစစ်တပ်ပါတီကြန့်ခိုင်ရေးကနေတဆင်နိုင်ငံတော်အာဏာကို စစ်တပ်ကရာသက်ပန်ထိန်းချုပ်ထားနိုင်မှုဗိုလ်ချုပ်ကြီးအဆင့်မှာဆက်ပြီးစစ်တပ်အရာရှိရောင်900ကျော်ကို ပေါင်းမီချုပ်ရက်သားသွင်းယူစီပြီးရွေးကောက်ပွဲဝင်မှုစီစဉ်နေပြီဖြစ်ပါတယ်။ဒါဟာ2010ပြည့်နှစ်ကဆက်အနာရှင်ဟောင်းတန်းရွှေစီစဉ်ခဲ့ပြီး ဒီမိုကရေစီကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကြောင့်လက်လွတ်ဆုံးရှုံးသွားခဲ့တဲ့စစ်တပ်အာဏာကိုပြန်လည်ရယူဖို့ကြိုးပမ်းနေလို့ရဖြစ်ပါတယ်။အခုဒီချိန်မှာတော့တန်းရှိမှားခဲ့တဲ့ရွေးကောက်ပွဲဥတွေတခုပြင်ဆင်ပြီးဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ရှည်ထောင်တော်နေနဲ့အကျဉ်းထောင်ထဲမှာဘဝဆုံးစေဖို့ကြံစီထားပြီးတော့1990ပြည့်နှစ်ရွေးကောက်ပွဲကနေကပြည်သူတွေရဲ့ထောက်ခံမှုကိုရွေးကောက်ပွဲအဆက်ဆက်ရရှိခဲ့တဲ့ NLD ပါတီကိုဖျက်ဆီးချိန်မုတ်ပြီးမှကျင်းပမဲ့ရွေးကောက်ပွဲမှာ ၎င်းတို့ပါတီသားနိုင်ရပြီးအစိုးရဖွဲ့နိုင်မယ်လို့ယုံကြည်ကြောင်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌခင်ကြီးကဟစ်ကြွေးလာပါတယ်။ဘလို့ပဲတေချာစီမံကွက်ချပြီးနိုင်ငံတော်အာဏာကိုအတင်းအဓမ္မထိန်းချုပ်ဖို့ကြိုးပမ်းသည်ဖြစ်စေမင်းအောင်လိုက်နဲ့စစ်ဘုတ်တိုက်ဟာပြည်သူခုခံတော်လှန်စစ်ရဲ့အရှိန်ဟုန်ကို အာဏာသိမ်းပြီး၅နှစ်ကြာလာတဲ့အထိရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ပြည်သူခုခံတော်လှန်စစ်ဟာပြည်သူဆန္ဒအစစ်မှန်ဖြစ်ပြီး မင်းအောင်လှိုင်ရဲ့စစ်မီးလင်ကြားကရွက်ောက်ပွဲကို ထောက်ခံအားပေးနေတဲ့တရုတ်ရုရှားနဲ့အာနာရှင်နိုင်ငံတွေဟာ မကြခင်မှာမြန်မာပြည်သူတွေရဲ့တုံ့ပြန်မှုတွေကိုမျက်ဝန်းထင်ထင်မြင်တွေ့ကြရနိုင်နေဆိုတာသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ။